မနေ့ကလမ်းထားတဲ့တရားသီးကြောင်လေးရှိလို့ဒီနေ့တရားသီးကြောင်လေးဆက်มาဖြစ်ပါတယ်ပထမဦးဆုံးကျက်တူနီလေးတွေကိုပါ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 လိလိုက်ပါဒီပူလာပြီဆိုတာနဲ့ဒီဘိုင်းနဲ့ကိုကျွတ်တနီထဲတယ်အယောင်တင်မုံလေးကျမနည်းနည်းထဲလိုက်တယ်ပြီးတော့တရတိကြောက်ချက်မှာဖြစ်တဲ့အတွက်မချင်အောင်လို့ငပီလေးနည်းနည်းလေးအောင်လို့ငပီလေးထဲလိုက်တယ်နော် တက်တူနီလေးနွန်းသွားပြီဆိုတာနဲ့ကျမတို့ကစားရည်စိန်ထားတဲ့တည်တီးကြောင်လေးထင်ပါပေါ့เนาะမနေ့ကလမ်းထားတာဆိုတော့ကျမတို့ကစေးတာကိုအမုံမွားတွေမပအောင်လို့စားရည်စိန်ပြီးတော့စမစေးတယ်เนาะတည်တီးကြောင်ကိုလေပြီးရင်ကျမစားထည့်တယ်အချုံမုံထည့်ပါတယ် ပြီးရင်ပြက်သီးကြောက်လေးတွေနဲ့တော့အောင်လို့ရေကိုဇွန်းစေးရေလောက်အနှဲငယ်ထည့်လိုက်ပါတယ်ထည့်ပြီးရောခဏအုပ်ထားမယ်နော်ပြီးရင်ပဇွန်ချောက်လေးတွေထည့်လိုက်ပါလေပဇွန်ချောက်လေးတွေကိုအမုံလေးတွေပဲထည့်လိုက်တာเนาะ စီပြန်လာပြီဆိုတာနဲ့ချလို့ရပါတယ်။ကြည့်အခုဆိုလို့ရှိရင်ချင်းချင်းလေးနဲ့လေးလေးလေးအရန်စားလို့ကောင်းတဲ့တည်တီးကြောက်လေးတည်တီးကြောက်ချက်လေးရပြီနော်။ဒါနွေရာသီအတွက်အရန်လိုက်ဖက်ပါတယ်။ချင်းချင်းလေးစားလို့လည်းအရန်ကောင်းတယ်လေနော်။အာနွေရာသီအရန်ချွေးတက်ပြီးတော့မူးမော်ပြီးတော့အာကိုကအချိုတက်ကြနေတဲ့အချိန်ဒီလိုအချင်းလေးတွေရဲ့အရန်ပူတော့လေ1အေးအောင်လို့ကျမတို့ဟိနုနယ်ရဲ့လေးကြော်တယ်။ကျုပ်ကြော်လေးရဲ့နဲ့ဒီနေ့စားမှာဖြစ်ပါတယ်။ကျေးဇူးပါရှင်။